။ဝါ။ဘိုက်ကလေးငါလက်ကင်တို့တစ်ခုလောက်ရအောင်။တင့်တော်မယ်တက်ကိုင်းတစ်ခုခုတ်ပေးစမ်းကွာ။မင်းဂုံးပိုးစရာမလိုတော့ဘူးပေါ့။အဲ့ဒီလိုနဲ့ဘိုက်ကလေးဟာကျွန်တော်အတွက်တက်ကိုင်းတစ်ခုကိုသွားခုတ်ပေးတော့တယ်။ညာရွာစာတွတ်ပြီးလာပြီဟဲ့။တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်။အနတန်ချာရတော့ကြောင့်ကျွန်တော်တို့အနီးကိုမှုံတိုင်းမင်းတင်တဲ့အတူကုတပဲ့တန်ခဲတို့ရောက်ရှိလာကြတယ်ဗျ။ ကိုတို့ပြီးတော့ဘာဖြစ်ကြတာလဲဗျ။ကြားဖြူကြီးကိုတွေ့လို့ဗျာဘိုက်ကလေးကပြစ်လိုက်တာကြားဖြူကြီးဒဏ်ရန်ရသွားတဲ့ပုံပဲ။ကိုမင်းနေဟာမြေပြင်မှာစွန့်ကြံနေတဲ့သွေးကွက်များကိုကြည့်နေတော့လေ။သေချာတာပေါ့ဗျာကျုပ်တို့အခုပဲလိုက်ကြရင်ကောင်းမယ်နော်။နောက်နေ့မှလိုက်တာပေါ့ကိုမင်းလေးဟာကျုပ်လက်မလျှောက်နိုင်သေးဘူးဗျ။ကျုပ်တို့အနားယူနေချိန်မှာရန်သူကပြေးလွှားနေလိမ့်မယ်။သူ့ကိုအကြောပေးလို့မဖြစ်ဘူးဗျ။ ဂျားတကောင်ဟာတနေ့အတွင်းမှာပဲမိုင်ပေါင်းများစွာကိုခီးပေါအောင်တောထဲမှာသွားလာနိုင်တယ်ဗျဒါကိုကြုတ်သိပြီးသားပါကိုမင်းတွေကဒီလိုသိရတာနဲ့ဗျခမ ्या ကဘာလို့တားနေရတာလဲကျုပ်တို့ရဲ့ရန်သူကြီးလွတ်မြောက်သွားတာကိုမြင်နေနေတာလားမဟုတ်တာကိုမင်းတွေကဒီကြားပြူကြီးပြစ်ဖို့ကိစ္စကိုကျုပ်ကငွေရလို့လို့လိုက်လာခဲ့တယ်ဆိုတော့မှန်ပါတယ်ဗျအခုတော့ဒီကြားပြူကြီးကိုခမ ्या မုန်းတယ်လို့ကျုပ်လည်းမုန်းတယ်ဗျဒီကြားပြူကြီးကြောင့်ကျုပ်တို့ရဲ့တကယ်ရဲဘော်ရဲဘက်တွေကိုဆုံးရှုံးခဲ့ရတယ် ကျွန်တော်မှပြောဆိုရင်ပင်ကွယ်လွန်သွားပြီဖြစ်ကြသူတို့ကိုတတိယလာတော့တယ်ဗျအခွင့်သာလို့ရှင်တော့ဗျကိုမိုးသည်နဲ့ဥခော်လန်အတွက်ဒီကြာဖြူကြီးကိုကျုပ်လက်စားချေခြင်းနဲ့အဲ့ဒီလိုလက်စားချေဖို့ကျုပ်တို့အားမွေးရမယ်ဗျစဉ်းစားဉာဏ်ကိုတုံးရမယ်ကြာဖြူကြီးဟာဘလို့တတဝါလဲဆိုတာခမားလည်းသိပြီးသားပါကိုမင်းတဲ့ရဒီကောင်ကြီးကပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာတော့အမှန်ပဲဗျတကယ်ကခမားတို့ကိုဘိုက်ကလေးကကယ်လိုက်တာပဲခမားတို့ကိုအလစ်ဝင်တိုက်ဖို့ဒီကောင်ကြီးကချောင်းနေတာဗျ အဲ့ဒါကိုမမျော်လင့်မဲနဲ့ကြုတ်တုနဲ့တိုးမိတာပဲဒီကောင်ကြီးဒဏ်ရာရသွားတာဆိုတော့ဒေါပွားနေမှာတော့အမှန်ပဲဗျကြုတ်တုသူ့နောက်ကိုလိုက်သွားရင်ချောင်းမြောင်းတိုက်ခတ်ခံရမှာပဲကြားနာခဲဆိုတဲ့စကားကိုလည်းခမကြားဘူးတယ်မဟုတ်လားဗျဆရာတို့ရဲ့စိတ်လျှော့မှာပေါ့ဗျာဟုတ်တယ်ဆရာမင်းတရဆရာလည်းအရန်ပင်မနေပြီနည်းနည်းတော့အချင်းယူပြီးနားလိုက်ရင်ကောင်းမယ်ဗျဟုတ်တို့ပြီးပြောတာမှန်ပါလေဗျာ နောက်ဆုံးတော့လေကျွန်ုပ်ရဲ့အကျိုးတင်အကြောင်းတင်စကားကိုပင်ကိုမင်းတင်ကလက်ခံလိုက်တော့တယ်ကျွန်တော်တို့ဟာလေကျွန်တော်တို့အနားယူဖို့စကမ်းတို့ပဲထွက်လာခဲ့တော့တယ်စခန်းကိုပြန်ရောက်တဲ့အခါမှာတော့ကိုမီတင်ဟာအနီးမှာရှိသောဆေးဘွက်ဝင်အပင်တွေကိုခူးယူပြီးတော့ဒဏ်ရာရနေတဲ့ကျုပ်ခြေထောက်မှာပတ်တီးစီးပြီးရေဗျ။အယိုးကိုတော့မထိခိုက်ပါဘူးဗျ။ တော့ကြတက်တာတော့မှာပါညကကျွန်တော်ခမောင်းမရှာဘဲနဲ့ကြားဖြူကြီးနောက်ကိုလိုက်မိနေတာခွန့်လွတ်ပါဗျာအဲ့ဒီစကားကိုကြားရင်ကျွန်ုပ်ကိုယ်တိုင်းပဲအံ့အားသင့်မိတော့တယ်ဗျပုံမင်းတင်နဲ့တွေ့ဆုံခဲ့ရပြီးတဲ့နောက်ပိုင်းမှာသူ့ကိုလူသားတူအဖြစ်ပထမဆုံးပြ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 မြင်ရခြင်းပဲဖြစ်တယ်တကယ်တော့ကျွန်တော်ဟာလဲခမောင်းလိုလိုတာမန်လူတူဦးပါပဲဗျာဒီကလစားချေဆက်ဝင်းကြီးထဲမှာမလွဲတာမရှောင်တာပိတ်မိနေတဲ့ကံကြမ်းမရဲ့တားကောင်တစ်ကောင်ပါဗျာ ဒီတော့ကျုပ်စားခဲ့တဲ့ဇလန်းကိုကျုပ်ဆုံးအောင်ကရတော့မှာပဲရုံးထွက်နိုင်စွာမရှိတော့ပါဘူးဗျာသူနည်းကတော့ဗျာတိတ်ဆိတ်ငင်သက်စွာအေးချမ်းစွာနဲ့ပဲကုံဆုံးသွားတော့လေဗျာညာရောက်တော့မိဖို့ဘေးမှာလဲအလဲကြကင်းဆောင်အိတ်ကြတယ်ဗျာကျွန်တော်ရဲ့ထံရမှာလဲအတော်ပင်တက်တာသွားပြီဖြစ်သဖြင့်ကိုမင်းနေကိုချိတ်ပြီးတော့ကျေးဇူးတင်နေမိသေးတယ်အဲ့ဒီညမှာတော့ဗျာရခင်ညလေးလို့ကြားပြူကြီးရဲ့ဟိန်းဟောက်တန်တွေကိုမကြားရပါနဲ့။ကောင်းစွာအိတ်ဆက်ရတဲ့ညပဲဖြစ်မယ်ဗျ။ဒီမှာလဲကြားပြူကြီးဟာ ဘိုက်ကလေးရဲ့တနက်လက်ချက်ကြောင့်သွေးထွက်လုံကတည်ဆုံးနေပြီလားလို့ပင်တွေးတောနေမိသေးတယ်။ဒီခေါလံပြောခဲ့သောကြားဖြူကြီးကိုခေါင်းနှလုံးနဲ့လူကတတ်လိုက်မယ်ဆိုတဲ့စကားဟာဓာတ်ထိမှန်နေလို့ဆိုရပေမယ့်ဗျ။ကျွန်တော်ကဗျာကြောကုန်းမှာဘူးကြီးရှိတဲ့ရက်ခကိုမြင်တွေ့ခါစားကခေါင်းနှလုံးနဲ့တူတယ်လို့ထင်မိပြီးတော့အမြင်မမိသေးတယ်လေ။သူ့ရဲ့ကြက်ရိုးပေတင်ဟောချက်မှန်တီကိုတွေ့ရရင်တမလုံးမဥထော်လဟာချင်းနဲ့နေမှာတော့အသေးချာပဲဗျ။ ။စက်သိန်းခံမှာလဲတစတစနဲ့နီးကပ်လာပြီဟုကျုပ်စိတ်ထဲမှာကြိုသိနေတယ်ဗျ။ဒီနေ့ညဖို့တော့ကျုံမှာကောင်းမွန်စွာနဲ့အိတ်ဆက်ခဲ့ရတော့လေ။မင်းနဲ့မိုးတောက်ရောက်တဲ့အခါမှာတော့ကျုံမှာလဲကြီးလင်းစွာနိုးထလာခဲ့တယ်ဗျ။ခြေတော့တန်ရမှာလဲအတော်ပင်တက်တာသွားတော့ကြောင်းဝမ်းမြောက်ဝမ်းသာဖြစ်မိနေတော့လေ။ဝါ။ဘယ်ကလေးငါလက်ကင်တို့တစ်ခုလောက်ရအောင်တင့်တော်မယ်တက်ကိုင်းတစ်ခုခုတ်ပေးစမ်းကွာ။မင်းကဂုံးပိုးစရာမလိုတော့ဘူးပေါ့။အဲဒီလိုနဲ့ဘိုက်ကလေးဟာ ကျွန်တော်အတွက်တစ်ခိုင်းတစ်ခုကိုသွားခုတ်ပေးတော့တယ်အကြမ်းမြန်မာပဲဘိုက်ကလေးဟာတစ်ကိုင်းတစ်ခုခုတ်ပြီးတော့ကျုပ်အတွက်ယူလာပေးတယ်ဗျ။ရော့ဆရာတို့ဒါနဲ့တော့အဆင်ပြေမယ်ထင်ပါတယ်ဗျ။အေးကွာဒါနဲ့တော့ကွက်တိပဲငါတပည့်ရအဆင်ပြေသွားပြီကွာ။မင်းတင်နာကိုငါသွားလိုက်အောင်မယ်ကွာ။ကျုံမှာမလန်းမကန့်မှထိုင်နေတော့ကိုမင်းတင်နာတို့ထွက်လာခဲ့တော့တယ် ောင်မင်းတင်ဟာလက်စွပ်ဘူးလေးထဲမှာလက်စွပ်ကိုထုတ်ကြည့်ပြီးတော့မှိုင်းတွင်ငီးမော့နေတော့တယ်။သူမျက်နှာကိုမြင်လိုက်တဲ့အခါမှာတော့ကျုံမလည်းအံ့အားသင့်ပြီးတော့ငီးမော့ကြည့်မိနေတော့တယ်။ဘာကြောင့်လဲဆိုတော့သူ့မှာနှကမ်းမွေးတွေမရှိတော့ဘူးဗျ။ဒီလိုဆိုတော့လေကိုမင်းတင်လူချောတယောက်ပါပဲဗျ။ခင်ဗျားချက်တော့ဘလို့နေသေးလဲကိုတူပြေက။တော်တော်တက်တာသွားတယ်ဗျ။ခင်ဗျားကိုကျေးဇူးတင်စကားပြောချင်လို့လာခဲ့တာဗျ။တကယ်ကျေးဇူးတင်ရမှာကကျွန်တော်ဗျ။ ကျွန်တော်ရဲ့တကူကြီးခန်းစားချက်အတွက်ခင်များတို့ကိုအတုံးချခဲ့မိတယ်။ကျုပ်ကတော့ဗျာကျုပ်တို့တတွေဟာရဲဘော်ရဲဘက်တည်းလို့ပဲမြင်နေဗျ။ခုလိုကြည့်ရတော့လေခင်များလူချောတယောက်ပါပဲ။ယေစုတင်ပါလေကိုတုပ်ပီယာဒီနေ့ရတော့ဗျာကျုပ်တို့အင်မတန်အရေးကြီးတဲ့အမတ်တရားနေ့တနေ့ပဲဗျ။ကျုပ်လည်းမသိရပါလားဗျ။တိခွင့်ရှင်ပြောပြပါလား။တိခွင့်ရှိပါလေဗျာ။ဒီနေ့ဟာကျွန်တော်ရဲ့မင်္ဂလာပွဲပြတ်တဲ့၄နှစ်မြောက်နေ့ပဲဗျ။ ဟိုးလွန်ခဲ့တဲ့လေးနှစ်ဒီလိုနေသေးတနေ့မှာကျုပ်ရဲ့ချစ်သူကဟော်ဒီကျုပ်ရဲ့စေးဆက်လက်ဆွတ်ကလေးကိုပြန်ပြီးခဲ့တဲ့နေ့ပဲဗျကျွန်တော်ကလည်းမိမိတီအတွက်အတော်ပင်စိတ်မကောင်းဖြစ်သွားတော့တယ်မုံတိုင်းမင်းတရဲ့မျက်နှာမှာလည်းဝမ်းနေတဲ့အရေးအယောင်တွေကိုတွေ့နေရတယ်ဗျဒီနေ့ကတော့ဗျမုံတိုင်းမင်းတရဲ့အတွက်ဝမ်းနေကြည်ခွဲစရာနေ့တနေ့ပဲဖြစ်နေမှာသေချာပဲဗျအဲဒါကြောင့်ကျုံကလည်းသူ့ကိုတယောက်ထဲထားခဲ့ပြီးတော့ဘိုက်ကလေးလိုရှိရာဘက်စီသားပြန်ထွက်လာခဲ့တော့တယ် အဲဒီလိုနဲ့ကျုပ်ကတော့ဘီဘိုဘေးမှာဘိုက်ကလေးတန်ခဲရုံနဲ့အတူစကားဆမီပြောဆိုနေတော့တယ်။မကြမီမှာတော့ကိုမင်းတင်ဟာကျုပ်တို့ရှိရာစီတို့ထွက်လာခဲ့တော့တယ်။ကဲဒီနေ့ကတော့ final ပဲပြုတ်ကြားဖြူကြီးရဲ့နောက်ကိုလိုက်ကြရအောင်ဗျာ။ဒီနေ့ဟာကြားဖြူကြီးကိုဆက်သိမ်းပေးရမယ့်နေ့လို့ကျုပ်ယုံကြည်နေတယ်ဗျ။ဒီထဲမှာဥတုပီက အသက်လဲကြီးတဲ့ခြေထောက်မှာလဲဒဏ်ရာရနေတဲ့အတွက်စခန်းမှာနေရင်နေခဲ့နိုင်ပါလေဗျာ ိုမင်းတင်ပေးတဲ့အခွင့်အရေးကိုကျုပ်လက်မခံနိုင်ဘူးဗျ။ရုပ်ရှင်တကားလုံးကြည့်ပြီးဇက်သိန်းခန့်ရောက်ခန့်ဒီမှာထပြန်ရတာနဲ့တူနေတယ်။ဒီကြပြူကြီးကိုဘလို့ဇက်သိန်းနေဆိုတာကျုပ်မျက်လုံးနဲ့တက်အပ်တွေးမြင်ရမှာကျဉ်းနဲ့နိုင်မယ်ဗျ။ဒီခြေတော်တွေကလည်းအတော်ပင်ကောင်းသွားပါပြီဗျ။ဒီတော့ကျုပ်လက်ကင်တို့အားပြုပြီးတော့လိုက်ခဲ့မယ်ဗျ။ကောင်းပြီလေ။ဒါဆိုရင်တော့ကျုပ်တို့လူစုံတက်ဆုံးပဲကြပြူကြီးနောက်ကိုလိုက်ကြတာပေါ့ဗျ။အဲဒီလိုနဲ့ကျုပ်တို့လေးအောင်မှာကြပြူကြီးရဲ့နောက်သို့လိုက်ခဲ့ကြတော့လေ။ ဒါကတော့မြန်ရစာတွတ်ပြီးရဲ့ကြားဖြူတစီတောလုံးမွေးထဲကကြေကွဲဖွယ်အခမ်းအနားတစ်ခုဆိုတဲ့အပိုင်းပဲဖြစ်ပါလေဗျဇလန်မှာလည်းအပီးတတ်တော်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်